ီနေ့အမားတို့ကချိုင်းကိုအဆွေသားကွတ်တာကိုသင်မယ်။အရင်နေ့တည်းကကြတော့ဒီမှာလေပင်ကိုလိုင်းနေကွတ်ပြီးသွားပြီ။လေပင်တွဲပြီးသွားပြီ။အဲ့တော့လေပင်တွဲပြီးသွားပြီဆိုတော့ဒီစာအုပ်မှာပါတဲ့စာမျက်နှာ14မှာပါတဲ့ချုပ်နီးတဲ့ပါဆိုရင်နံပါတ်1ကနေ6ထိကိုအမတို့ပြီးသွားပြီပေါ့နော်အဲ့တော့နံပါတ်9မှာလက်ပြတ်ဖြစ်သည့်အတွက်ဂျိုင်းကိုအဆွေစားဖြင့်ကွတ်မယ်တဲ့အဆွေစားကိုတက်လက်မ၄စိမ့်ညှက်မယ်အဲ့တော့အမတို့အခုအဆွေစားညှက်မယ် ဆွေစားကလေဒီစာအုပ်မှာတော့ဒီမှာဆွေစားတစ်လက်မှ၄စိတ်လို့ရေးထားပါတော့အမဒါမဲ့ဒီမှာဆိုရင်ဒီမှာအဆွေစားကိုနှစ်လက်မှပြန်ညှက်ပြီးတော့ပြမယ်အဲ့တော့ဘုမစာချုပ်တယ်ဆိုတော့ချုပ်စာအစဉ်ပြောင်းလို့အဲ့တော့အမကအဆွေစားကိုနှစ်လက်မှပြန်ညှက်မယ်ဒီပိဿကကြတော့ဒီခုနကတော့ရှေ့ချမ်းနောက်ချမ်းညှက်ပြီးတော့ပို့တဲ့ပိဿပို့တဲ့ပိဿမှာအမတို့ဒီထောင်းကနေပြီးတော့အဆွေသားယူလို့ရှိရင်ဒီလိုဖြစ်တယ်လို့ဒီလိုဆွဲပြီးဒီလိုမျိုးယူလို့မရအောင်เนาะအဆွေသားယူမယ်ဆိုရင်ဒီတောင်းကနေအမအခု ီဘက်ကို30ပေါ့နော်ဒီဘက်ကိုဒီကနေပြီးတော့30တိုင်းပြီးတော့မှတ်လိုက်မယ်အဲ့တော့ဒီဘက်ကို30ယူလို့ရှိရင်ဒီဘက်ကိုလည်း30ယူပိတ်စာကိုလိုက်ပြီးတော့ယူမယ်ပေါ့နော်အကယ်၍ပိတ်စာသေးတယ်ဆိုလို့ရှိရင်ဒီဘက်5လက်မဆိုရင်ဒီဘက်ကိုလည်း5လက်မအခုအမကဒီဘက်ကို30ယူရင်ဒီဘက်ကိုလည်း30ယူတယ်ယူပြီးသားလို့ရှိရင်အဲ့ဒီထိတ်နှစ်ခုကိုဆက်လိုက်မယ် ဆက်လိုက်ပြီးသွားရင်ဒါအဆွေဒါအဆွေလိုင်းဖြစ်သွားပြီအဲ့ဒီအဆွေလိုင်းရပြီးတော့မှဒီဘက်ကိုညီမတို့ကဒီမှာနှစ်လက်မဆိုရင်ဒီမှာနှစ်လက်မအဲ့ဒီလိုင်းရနေပြီးတော့နှစ်လက်မမှတ်မယ် တော့ဒါဆိုနှစ်လက်မှာဗျာအဲ့တော့အမတို့ကဂျိုင်းရနှစ်ဖက်ဖြစ်ရတဲ့ကြောင့်အခုဒီမှာတောက်လဲနောက်ထပ်နှစ်လက်မှာမှတ်မယ်ပိစာမှာမှတ်ရင်လေခဲတယ်နေမတော့ဘူးเนาะဒီလိုမှတ်ခဲနေပဲမှတ်မယ် ဆိုလို့ရှိရင်ဒီမှာပိတ်ဆက်မှာဆွဲပြီးသွားလို့ရှိရင် အမဒီဟာလေးတွေကိုညှက်ထုတ်မယ်။ဒါဆိုရင်ခုနအစွေသားဆွဲထားတဲ့ဟာကိုညှက်ထုတ်လိုက်ပြီ။ညှက်ထုတ်ပြီးသွားလို့ရှိရင်အမတို့ကဂျိုင်းမှာအစွေသားကိုဘယ်နဲ့လက်မအရှည်လောက်ရမလဲဆိုရင်ဒီမှာဂျိုင်းဒီဂျိုင်းပက်လေကိုပေချိုးနဲ့တိုင်းမယ်။ 25ပေါ့နော်25ဆိုတော့အမားတို့ကဒါပြန်ပြတိုင်းတာဖြစ်တဲ့ကြောင့်သူအဆွေသားကို18လောက်ယူလိုက်ပေါ့နော်အဆွေသားကိုဒီဂျိုင်းကုတ်ဖို့အတွက်အဆွေသား18လက်မယူမယ်အဲ့တော့ဒါဆိုလို့ရှိရင်သေးတယ်သေးတဲ့ခါကျတော့အမားတို့ဒီဟာကိုနှစ်ခုဆက်ရမယ်နော်အဆွေသားကိုသေးလို့အဆွေသားနှစ်ခုဆက်မယ်အဲ့တော့အခုကအဆွေသားဆက်တာပြပေးမယ်အဆွေသားဆက်မယ်ဆိုလို့ရှိရင်အလှ အလှအလှချင်းဒီလိုမျိုးလေးဒီလိုမျိုးလေးအလှအလှချင်းထားလိုက်မယ်ထားပြီးသွားလို့ရှိရင်ဒီဘက်ကဟာကိုဒီဘက်တစ်ခုပေါ်ကိုဒီလိုထပ်တင်လိုက်မယ်ထပ်တင်လိုက်မယ်ပေါ့နော်ဒီလိုပုံစံလိုပုံစံတင်မယ်အဲ့တော့အဆွေသားဆက်မယ်ဆိုရင်အရင်ဆုံးဒီလိုအဆွေသားကိုအလှမလှရှိတယ်ဆိုရင်ဒီမှာအလှပဲအဆွေသားအလှနှစ်ခုကိုဒီမှာအဆွေလေးအဲ့ဒီဥစ္စာကိုဒီလိုမျိုးလေးထားမယ်ထားပြီးသွားလို့ရှိရင် 90ဒီဂရီအဲ့တော့90ဒီဂရီဒီဘက်ကနေပြီးတော့ဒီလိုထပ်တင်လဲရတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အမဒီဘက်ကဟာကိုဒီဘက်ကိုတင်လိုက်မယ်အဲ့တော့ဒီဘက်ကဟာကိုတင်လိုက်တယ်နော်တင်တဲ့အခါမှာဒီလိုမျိုးအတိမယူအတိယူရင်သွားချုပ်စာမကျန်တော့အဲ့တော့ဒီဘက်ထက်ကနေဒီဘက်လေးကိုလေးစိတ်လေးခွာမယ်နော်၄စိတ်လေးခွာပြီးတင်လိုက်မယ်ဒီဘက်ကိုလည်းဒီမှာဆိုလည်း၄စိတ်ဒါဆိုလို့ရှိရင်ဒီမှာချုပ်စာကျန်သွားပြီနော် အဲ့တော့ဒီလိုမျိုးရှိတဲ့အဆွေသားကိုဒီလိုထပ်တင်လိုက်မယ်တင်တဲ့အခါကျရင်ဒီလိုအတိအီမထပ်ဘဲနဲ့ဒီဘက်ကို လေးစိတ်လေးဝင်ပြီးတော့လေးစိတ်လေးခြံပြီးထပ်လိုက်တဲ့အခါကျလို့ရှိရင်ဒီမှာအချုံလေးနှစ်ခုပေါ်လာဒီမှာအချုံတစ်ခုရှိမယ်ဒီဘက်ကအချုံတစ်ခုအဲ့တော့အဲ့ဒီဟာလေးကိုနော်ဒီဘက်ထိပ်ကအချုံနဲ့ဒီဘက်ထိပ်ကအချုံနဲ့ကိုဒီလိုမျိုးလေးချုပ်မယ်